အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာသရင်လိုင်းမှာကျွန်တော်ဟယ်လိုဆီယံဝဲအက်ဒီတာချုပ်ဖြစ်ပါတယ်အားလုံးပဲမတွေ့ကြရလဲကြပါပြီအဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကជីပေါင်းယောဂာနဲ့ပတ်သက်ပြီးတော့တည်တင်းတိထိုက်တာတွေနဲ့ပတ်သက်လို့ပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးကជីပေါင်းဆိုတာကိုကျွန်တော်နည်းနည်းလေးရှင်းပြခြင်းနဲ့အဲ့တော့ជីပေါင်းကိုတချို့ကလည်းအယိုးတက်ထွက်တယ်ဆိုပြီးတော့ခေါ်တယ်။ဘယ်လိုပဲခေါ်ခေါ်ပေါ့ជីပေါင်းဆိုတာကအခုဖြစ်နေတဲ့အဖြစ်မြေယောဂာတွေထဲမှာသူကအဖြစ်များဆုံးယောဂာတစ်ခုဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နည်းနည်းလေးတစ်ချက်ရှင်းပြမယ်။ကျွန်တော်တို့ခန္ဓာကိုယ်မှာအယိုးတွေကတစ်ဆက်တည်းထားလို့မရဘူး။ တစ်ဆက်ထထားရဲဆိုရင်ကျွန်တော်တို့လှုပ်လို့မရတော့ဘူးပေါ့ဗျာအယိုးတွေကတခုနဲ့တခုလှုပ်လို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့လက်တွေဒီလိုမျိုးလှုပ်လို့ရနေတာခြေစစ်လက်စစ်တွေဒီလိုမျိုးလှုပ်လို့ရနေတယ်ဆိုတာကကျွန်တော်တို့အယိုးတွေမှာကြားထဲမှာအစ်စ်ဆိုတဲ့နေရာတခုလေးကျွန်တော်တို့ထားထားပြထားလို့အဲ့တော့အဲ့အစ်စ်ကစစ်ကြတယ်ကျွန်တော်တို့ကအယိုးနှစ်ခုကအတူတူတွဲပြီးအလုပ်လုပ်လို့မရဘာလို့လဲဆိုတော့ရှင်းတယ်အယိုးယိုးဆိုတာမာတယ်အဲ့အယိုးနှစ်ခုကလူတွဲပြီးတော့တစ်ချိန်လုံးထိဆက်ပြီးတော့လှုပ်လှုပ်ရမယ်ဆိုရင်သူတို့ချင်းပုတ်တိုက်ပြီးတော့ကျွန်တော်တို့ကလှုပ်လို့မရဘူးပို့ပြီးတော့ယိုးတွေလည်းပြက်စီးမယ်ပေါ့ ဲ့တော့ကျွန်တော်တို့ကဂျားထဲမှာတစ်ခုခံထားရတယ်အဲ့ဒါကိုကျွန်တော်တို့က cartilage လို့ခေါ်တယ်ဟိုကျွန်တော်တို့အယိုးနုလို့ကျွန်တော်တို့မြန်မာလိုခေါ်ကြတယ်အဲ့တော့အယိုးနှစ်ခုရဲ့ဂျားမှာကျွန်တော်တို့ cartilage လို့ခေါ်တဲ့ဒီခုနပြောတဲ့အယိုးနုလေးကဂျားထဲမှာဂျားကန်ဆက်ဆက်ပေးထားတယ်အဲ့အယိုးနုလေးခံနေတဲ့ခါကျတော့အယိုးနှစ်ခုကချင်းချင်းပုတ်တိုက်မှုတွေမဖြစ်တော့ဘူးကျွန်တော်တို့လည်းလက်တွေခြေတွေကိုလည်းလွယ်တကူလှုပ်လို့ရှာလို့ရနိုင်တယ်ခုနပြောတဲ့ဒီအကြီးပေါင်းတက်တယ်ဆိုတာကဘာဖြစ်တာလဲဆိုတော့အချိန်ကြာလာတဲ့အမြအဲ့ဒီအယိုးနုလေးက ဂျားထဲမှာခံထားတဲ့အယူးနုလေးကပြက်စီးလာတယ်ပြက်စီးလာတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်သိတဲ့အတိုင်းပဲအယူးနှစ်ခုကချင်းချင်းပုတ်တိုက်မှုတွေစပြီးဖြစ်လာတယ်အယူးနှစ်ခုကပုတ်တိုက်မှုတွေဖြစ်လာလေလေအဲ့နှစ်ခုဂျားထဲမှာပုံးပဲ့တာတွေရောင်ရမ်းတာတွေနောက်တစ်ခါထိခိုက်ပျက်စီးတာတွေဆက်ဖြစ်လာပြီးတော့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတာတွေစပြီးဖြစ်လာတယ်ဆိုတော့ကြီးပေါင်းဆိုတာကိုကျွန်တော်နားလည်လို့အောင်ပြောရရင်တော့ခနာကူရဲ့ရိုးနှစ်ခုကြားထဲမှာဝါရှာလိုမျိုးပေါ့နော်ကျွန်တော်တို့ဟို နုသားလေးယိုးနုလေးနဲ့ခံထားတယ်အဲ့ယိုးနုလေးကတဖြည်းဖြည်းနဲ့ပျက်စီးသွားတာကြောင့်မလို့ခန္ဓာကိုယ်မှာထိခိုက်နာကျင်တာတွေရောင်ရမ်းတာတွေစိတ်မြင့်တွေကြိုက်ခဲတာတွေကျွန်တော်စပြီးဖြစ်လာတယ်အဲ့ဒါကိုကျွန်တော်တို့ကကြီးပေါင်းယောဂါဖြစ်တယ်လို့ခေါ်ပါတယ်ဆိုတော့ကြီးပေါင်းယောဂါကအများအပြားဘယ်နေရာမှာဖြစ်တတ်လဲဆိုတော့အသုံးအများဆုံးဖြစ်တဲ့ခန္ဓာကိုယ်ရဲ့စိတ်မြင့်တွေမှာစပြီးဖြစ်တတ်ပါတယ်ပထမဆုံးအဖြစ်အများဆုံးကတော့ဒူးပါအသက်ကြီးလာလေလေလူကြီးတွေပို့ပြီးတော့ဒူးနာလာကြတယ်အဲ့ဒါက ကျွန်တော်တို့ခုနပြောတဲ့အယိုးကြီးပေါင်းယောဂါဖြစ်လို့ပါအဲ့ဒါဒူးဖြစ်တယ်တင်မဆုံယုံးမှာဖြစ်တယ်ကျွန်တော်လေဘင်းမှာဖြစ်တယ်ခြေစစ်လက်စစ်တွေမှာဖြစ်တယ်နောက်တစ်ခုကကြာကြိုးယူးတစ်ခုလုံးမှာလည်းကျွန်တော်တို့ဖြစ်တယ်အခုနောက်ပိုင်းမှာဆိုရင်ဒီအယိုးကြီးပေါင်းယောဂါကလူငယ်တွေမှာပါပူပြီးတော့ဖြစ်လာအရင်ကတော့အယိုးကြီးပေါင်းဆိုတာကလူကြီးတွေမှာပူပြီးတော့ဖြစ်များတဲ့ယောဂါ နော်လူကြီးတွေဆိုရင်တစ်ချက်လုံးကြီးပေါင်းတက်နေဆိုတာကြားမှုနေတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာကျွန်တော်တို့ရဲ့နေထိုင်တဲ့ပုံစံအလွတ်လွတ်တဲ့ပုံစံကပြောင်းလာတယ်ပြောင်းလာတဲ့အတွက်ကြောင့်မလို့လူငယ်တွေမှာပါကျွန်တော်တို့ကယူကြီးပေါင်းဆက်ပြီးတော့ဖြစ်လာကြတယ်ဆိုတော့ဥမာကျွန်တော်တို့ဖုန်းသုံးနေဆိုရင်ဖုန်းကိုဒီလိုမျိုးကင်ပြီးတော့ကျွန်တော်လက်ထွက်တဲ့နဲ့ကင်သုံးတယ်အဲ့တော့ဖုန်းရဲ့ဒီအဆုံးကဒီလက်ကိုတစ်ချက်လုံးထိနေရပေါ့နော်ထိနေတာများလေလေတချို့တွေရှိသေးဒီလက်တန်းလေးတွေမှာအချိုင်လေးတောင်ဖြစ်နေတတ်တယ်အဲ့တော့နောက်တစ်ခုကကျတော့ကွန်ပျူတာအများဆုံးသုံးပြလာတယ်ကွန်ပျူတာကိုတစ်ချက်လုံးကြည့်ရတယ်ခေါင်းငုံပြီးကြည့်တယ်တချို့တွေကလည်းမော့ပြီးတော့ကြည့်တယ်နေထားမမှန်မဲနဲ့ကြည့်တယ်နောက်တစ်ခုက ော့ keyboard ကိုအများကြီးသုံးရတယ်အကြာကြီးရိုက်ရတယ်စာရီအများကြီးသုံးရတယ်အဲဒီဒီ mouse click ကိုအများကြီးတွေလုပ်ရတယ်ဒီလိုမျိုးလက်တွေအဲဒီလိုမျိုးအသုံးပြုရတာများလာလေလေကျွန်တော်တို့လက်စစ်တွေမှာမကြာခဏကြီးပေါင်းဖြစ်လာတယ်အခုဆိုလူငယ်တွေမှာပါလက်နဲ့ပတ်သက်ရင်အစ်စ်မြစ်တွေကြိုက်ခဲတဲ့ယောဂါတွေဖြစ်နေတတ်တယ်နောက်တစ်ခုကကျွန်တော်တို့ကလှုပ်ရှားနေရလှုပ်ရှားနေလေလေဟိုခန္ဓာကိုယ်ဝါလာလေလေခုနပြောတဲ့ခန္ဓာဟိုဒီဒီအစ်စ်မြစ်တွေပေါ်မှာသွားပြီးတော့ထိခိုက်လေလေကျွန်တော်တို့ကြီးပေါင်းယောဂါတွေစပြီးတော့ဖြစ်လာပါတယ်အဲ့တော့ဘာတွေကြောင့်အဓိက ဆက်ပြီးတော့အဲဒီကြီးပေါင်းယောဂဖြစ်ရတာလေပေါ့ဟိုကျွန်တော်တို့ဖြစ်ရတဲ့အကြောင်းရင်းကိုသိပြီဆိုရင်အဲ့ဒီအကြောင်းညာတွေကိုကျွန်တော် short ချနိုင်မယ်ဆိုရင်ကြီးပေါင်းယောဂမဖြစ်အောင်ကျွန်တော်တို့ကာကွယ်ပြီးသားဖြစ်သွားတာပေါ့အဲ့တော့ဘာတွေဖြစ်လာနိုင်လဲဆိုတော့ပထမဆုံးကတော့ရှင်းပါတယ်ငကိုတန်းကသူကဟိုအယိုးနုလေးရှိတယ်အဲ့အယိုးနုလေးက၃ပါများလေလေသူကပြက်စည်းလာလေလေပဲဆိုတော့ကျွန်တော်ခုနပြောသလိုပဲအသုံးပြုတာများရင် သူကပုံပြပျက်စီးတယ်အဲ့တော့အသုံးပြရများတဲ့ခါကျရင်ယိုကျေးပေါင်းဖြစ်တတ်ပါတယ်ဒါကတခုနောက်တစ်ခုအသက်ကြီးလာတဲ့ခါကျရင်ယိုကျေးပေါင်းဖြစ်တတ်ပါတယ်ကြီးလာရင်ခန္ဓာကိုယ်မှာဘာမှမကောင်းတော့ဘူးဗျာကောင်းတာတခုမှမရှိတော့ဘူးအဲ့တော့အသက်ကြီးလာလေလေယိုကျေးပေါင်းပုံပြဖြစ်လာနိုင်ခြင်းရှိပါတယ်နောက်တစ်ခုအဝလွန်တာအဝလွန်တဲ့ခါကျရင်ခန္ဓာကိုယ်မှာကျွန်တော် BMI ဆိုတာရှိတယ်အဲ့ဒီထပ်ပို့ပြီးတော့များလာတဲ့ခါကျရင်ကျွန်တော်တို့ဒီအစ်စ်မြစ်တွေကခန္ဓာကိုယ်ရဲ့ဒဏ်ကိုသူကထိန်းထားတယ်ဆိုကြတော့ကျွန်တော်တို့ဒူးဆိုရင် မတက်ရက်လိုက်ပြီဆိုရင်တကူလုံးရဲ့အလေးချိန်ကိုဒူးကခံထားရတယ် အဲ့လိုပဲထိုင်လိုက်ပြီဆိုရင်တင်ပစုံရုံကခံထားရတယ်ဒီတိုင်း level ကိုထားပြီးနေတယ်ဆိုရင်တော့မှဒီ level level မှာရှိတဲ့ရိုးအစစ်မြစ်တွေကဒီခနာကွဲဟိုအလေးချိန်ခံထားရတယ်။အဲ့တော့အလေးချိန်ပူပြီးတော့များလာလေလေသူကပူပြီးတော့ဖိအားပူဖြစ်လေလေအစစ်မြစ်တွေပူပြီးတော့ဖိအားဖြစ်လေလေအဲ့ဒီမှာကျွန်တော်တို့ជីပေါင်းရောက်ကပူပြီးတော့ဆိုးလာလေဖြစ်တယ်။အဲ့တော့ဟိုဝလာတာလေជីပေါင်းရောက်ကဖြစ်နိုင်ပါတယ်။အဲနောက်တစ်ခုကကျတော့အမျိုးသမီးတွေမှာပူပြီးတော့ជីပေါင်းဖြစ်နိုင်တယ်။ နောက်တစ်ခါထိခိုက်ဖန်ရရတာကြီးကြောင့်လည်းကြီးပေါင်းဖြစ်နိုင်တယ်ဆိုတော့ခုနပြောတာတွေကကျွန်တော်တို့ကဟိုအသုံးပြုတာများတာတွေအသက်ကြီးလာတာတွေကြောင့်ကြီးပေါင်းဖြစ်လာနိုင်သလိုအဲ့ဒီအယိုးနုကိုတိုက်ရိုက်ထိဝါတာတွေပဲတချို့အားကစားသမားတွေပဲရှိတတ်တယ်လေအယိုးနုကိုထိခိုက်ဝါတာတွေပဲဆိုရင်လည်းကျွန်တော်ကြီးပေါင်းဖြစ်တတ်ပါတယ်နောက်တစ်ခုကအဲတချို့တွေလက်ဝတ်သမားတွေဆိုရင်ဒီနားနဲ့ဒီနားတွေမှာသူတို့ကြီးပေါင်းယောဂါဖြစ်တတ်တယ်ဒီနားတွေအစ်စ်မြစ်ကိုက်ခဲတာဘာဖြစ်လို့လဲဆိုတော့သူကဒီအစ်စ်မြစ်တွေကိုတစ်ချိန်လုံးထိုးနေရတဲ့အချိန်ကြတော့ဒီအစ်စ်မြစ်တွေကိုဖိအားတွေရမ်းများပြင်းပြင်းထန်ထန်တိုက်ရောက်မှုတွေရှိရယ်သူက ထိခိုက်တံရရသွားတာမဟုတ်ဘူးဒါပေမဲ့သုံးနာများလေလေဟိုပြင်းပြင်းထန်ထန်သုံးနာများလေလေစစ်မြေပို့ပြီးဖြစ်လာလေအဲ့တော့တချို့တွေဘောလုံးကန်တဲ့သူတွေကခြေတော့ဒီခြေချင်းဝက်မှာအစ်စ်မြေနဲ့ပတ်သက်တဲ့ယောဂါဒီကြီးပေါင်းဖြစ်တယ်ဒီလက်ဝက်ထိုးတဲ့သူတွေကလက်မှာကြီးပေါင်းဖြစ်တယ်တန်းနစ်ဆိုင်တဲ့သူတွေကဒီဒီနေရာတွေမှာဒီဟို elbow ပေါ့နော်ဒီတောင်တောက်ကွေးနေရာတွေမှာကျွန်တော်တို့အစ်စ်မြေနဲ့ဒီကြီးပေါင်းယောဂါဖြစ်နိုင်တယ်နောက်တစ်ခုမျိုးရိုးကြောင့်လည်းကြီးပေါင်းယောဂါဖြစ်နိုင်တယ်နောက်တစ်ခုက အခုတကယ်ကခန္ဓာကိုယ်မှာယောဂအခန်းတွေရှိနေပြီဆိုရင်ဥပမာစီးကြိုလိုမျိုးယောဂအခန်းရှိနေပြီဆိုရင်လည်းကျွန်တော်ကြီးပောင်းယောဂဖြစ်နိုင်တယ်။ Okay ။ဒါတွေကြောင့်ကျွန်တော်ကြီးပောင်းယောဂဖြစ်နိုင်တယ်။ကြီးပောင်းယောဂဖြစ်ရင်ကျွန်တော်ဘယ်လိုသိနိုင်မလဲပေါ့။ပထမဆုံးသိတာထင်ရှားတာကတော့နာကျင်တာပဲ။အဲ့တော့ကြီးပောင်းယောဂဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ကနာကျင်တယ်၊စပြန်နာတယ်။နောက်တစ်ခုကတောင့်တင်းနေတတ်တယ်။အစိမ့်မြစ်တွေတောင့်တင်းနေတယ်။ဆိုတော့ကျွန်တော်တို့လက်မှာကြီးပောင်းဖြစ်နေပြီဆိုရင်နာတယ်+အဲ့လက်တွေကဟို ကွေးရပြုတ်ရတာမလွယ်တော့အရင်ကလိုမျိုးကွေးဟိုကွေးကျင်တိုင်းကွေးအဲ့လိုမျိုးလုံးလို့မရတော့ဘဲနဲ့တောင့်တင်းနေတတ်တယ်နောက်တစ်ခုကကျတော့ထင်နာတယ်နော်ဒီတိုင်းသူ့ဘက်ကနာတယ်နောက်တစ်ခုကထင်လည်းနာတယ်နောက်တစ်ခုကကျတော့ဟိုပေါ့ကွေးရပြုတ်ရတာကအရင်ကလောက်ပို့ပြီးတော့ flexible မဟုတ်ဟိုပေါ့ကွေးပြုတ်လို့မရတော့အရင်တော့ဗျာကျွန်တော်တို့ဒီဟာကိုအဆုံးထိကွေးနိုင်တယ်ဆိုရင်ကြီးပေါင်းရှိလာတဲ့အချိန်မှာဒီလောက်လောက်ပဲကွေးနိုင်တော့တယ်ဆိုတာမျိုးဒါမျိုးတွေကျွန်တော်တို့ဖြစ်လာနိုင်တယ်နောက်တစ်ခုကဖောင်းလာနိုင်တယ် အဲ့နေရာမှာသူရောင်ပြီးတော့ဖောင်းနေတာပူနေတာเนาะနောက်တစ်ခါကျတော့တချို့တွေပြင်းပြင်းထန်ထန်ဖြစ်တဲ့ခါကျရင်ကြီးပေါင်းမှာဖြစ်တဲ့ဟာကသူကဒီခန္ဓာကိုယ်ရဲ့အာယုံကြောတွေကိုသွားဖိမိပြီးတော့အဲ့မှာရင်လှောက်ရှားလို့မကောင်းတာခြေလက်တွေထုံတာကျင်တာစသဖြင့်ဒီလိုယောဂလက္ခဏာတွေပါဆက်ပြီးတော့ဖြစ်နိုင်ပါတယ် ုစီမှာအကြီးပေါင်းရှိနေလို့တန်တရားရှိတယ်ဆိုရင်ကျွန်တော်တို့လုံနိုင်တာ X-ray ရိုက်ကြည့်လို့ရပါတယ်ဓာတ်မှန်ရိုက်ကြည့်လို့ရတယ်ဓာတ်မှန်ရိုက်ကြည့်လိုက်တဲ့အခါကျရင်အဲ့လိုအယိုးနှစ်ခုကြားမှာအရင်တော့အယိုးနုလေးခံထားတဲ့အခါကျအယိုးနှစ်ခုကြားတလောက်ကျယ်တယ်ဆိုရင်အခုကြီးပေါင်းရောကစဖြစ်နေပြီဆိုရင်အယိုးရဲ့တိတ်သီးစာတေးသွားတယ်ဒီဒီနှစ်ခုကြားအကျယ်ဝန်းကတေးသွားတယ်ဒါဆိုကျွန်တော်တို့ကဘာသိနိုင်လဲဆိုတော့ဒီမှာစပြီးတော့ကြီးပေါင်းဖြစ်နေပြီယိုးနှစ်ခုကထိမတက်ဖြစ်နေပြီဆိုရင်ကြီးပေါင်းဖြစ်နေပြီလို့ကျွန်တော်သိနိုင်ပါတယ်နောက်ဆုံးကတော့ကျွန်တော်တို့ဘလူးကုသကြမလဲပေါ့ ဲ့တော့ជីပေါင်းကိုကုသတဲ့ခါမှာကျွန်တော်တို့ကနီလန်းနှစ်မျိုးကိုသုံးပါတယ်ပထမနီလန်းကတော့ကျွန်တော်တို့ကဆေးမကူဆေးမပါတဲ့နီလန်းပေါ့နော်ဆေးမပါတဲ့နီလန်းမှာဆိုကျွန်တော်တို့ကဘာတွေလုပ်လို့ရလဲဆိုတော့ physical therapy လို့ခေါ်တဲ့ဟာကိုလုပ်လို့ရတယ်ဆိုတော့ជីပေါင်းဆိုတာကကျွန်တော်ခုနပြောသလိုမျိုးပဲဒီအစ်စ်ကိုသုံးတာများတာကြောင့်ကျွန်တော်ជីပေါင်းဖြစ်တယ်မလားအဲ့တော့ကျွန်တော်တို့ဘာလုပ်လို့ရလဲတော့ဆိုတော့အဲ့အစ်စ်ကိုဒဏ်မဖြစ်စေဘဲနဲ့အဲ့အစ်စ်နားမှာရှိတဲ့ muscles တွေပေါ့ကြွက်သားတွေကိုကျွန်တော်တို့တန်မာအောင် လေ့ကျင့်ခြင်းအပြင်အဲ့ကြွက်သားတွေကပုံပြီးအလုပ်လုပ်လာတယ် ပြောချင်တဲ့သဘောကမလက်စစ်တွေဆိုရင်လက်စစ်ကိုသုံးတာများမဲ့အစားကျွန်တော်တို့ဒီနားမှာရှိတဲ့ကြွက်သားတွေကိုပို့ပြီးတန်မာလောင်လေ့ကျင့်ပေးမယ်ဆိုရင်ကျွန်တော်တို့ကလက်စစ်ကိုအများကြီးသုံးမပြုတ်ရတော့ပဲနဲ့ကြွက်သားတွေကိုအသုံးပြုလာရတဲ့အတွက်ကြောင့်မလို့လက်စစ်ကိုဟိုပေါ့ဟိုတိတ်ပြီးမထိခိုက်တော့ဘူးအဲ့ဒါဆိုရင်နာကျင်မှုတွေတက်တာလာတယ်အဲ့လိုလုပ်ရတယ်နောက်တစ်ခုကကျွန်တော်တို့ကွန်ပျူတာအသုံးပြုတဲ့အခါမှာကီးဘုတ်အသုံးပြုတဲ့အခါမှာဖုန်းအသုံးပြုတဲ့အခါမှာကိုကိုနေဟန်ထားကိုသတိထားရပါတယ် ကျွန်တော်ကွန်ပျူတာကြည့်တဲ့အခါမှာဟိုအောက်ကိုရိုင်းငေါကြည့်နေတာမျိုးဒါမှမဟုတ်ရိုင်းမောကြည့်နေရတဲ့မျိုးอ่ะကြာရင်ကြီးပေါင်းလေဘင်းကိုကြီးပေါင်းတက်လာပါတယ်အဲ့တော့ကွန်ပျူတာနဲ့တပြေးညီကျွန်တော်တို့ရှိအောင်နေတာဖုန်းသုံးပြတဲ့အခါမှာလည်းကျွန်တော်တို့သိပါတယ်ဖုန်းကိုဒီလိုမျိုးတစ်ချက်တည်းလက်တစ်ချက်တည်းနဲ့ကင်ထားတဲ့အခါကျရင်ဒီနားမှာရှိတဲ့အစ်စ်မြစ်တွေကိုကျွန်တော်ထိခိုက်လာတယ်ဖုန်းသုံးပြတဲ့အခါကျရင်လည်းခေါင်းငုံနေရမှာမဟုတ်ဘဲနဲ့ဒီလိုမျိုးခက်မမတ်ဟိုလက်နှချောင်းနဲ့အသုံးပြတာမျိုးအဲ့လိုမျိုးကိုနေဟန်ထားတွေကိုပြင်ပြင်ဆင်နေဆိုရင်လည်းကျွန်တော်တို့ကြီးပေါင်းရောက်တာတက်တာစီပါတယ်နောက်တစ်ခါ ជីပေါင်းကလှုပ်ရှားမှုနဲလေလေသူကပူပြီးတော့စိုးလေလေအကျောတွေပူပြီးတောင့်တင်းလေဖြစ်တတ်တယ်အဲ့အတွက်ကြောင့်ကိုလက်လှုပ်ရှားမှုကိုကျွန်တော်လှုပ်ဖို့တင်ပါတယ်ခုနជីပေါင်းရပါဖြစ်စေတဲ့အကြောင်းရင်းမှာဝလာတာလည်းပါတယ်ခန္ဓာကိုယ်ကဝလာလေလေဒီအစ်စ်မြစ်တွေပေါ်မှာပူပြီးတော့ဖိအားတက်ရောက်လေလေအဲ့တော့ဝနေရဲဆိုရင်ကျွန်တော်ကိုလေးချင်ရှော့ချပေးပါနောက်တစ်ခုကကျတော့ជីပေါင်း ဖြစ်နေတယ်နာကျင်နေတယ်ကြိုက်ခဲနေတယ်ဆိုရင်ကျွန်တော်တို့ကအပူအအေးပေါ့နော်ရေပူဟိုအပူလည်းကတ်လို့ရတယ်အအေးလည်းကတ်လို့ရတယ်ဥပမာပြင်ကိုလက်လှရှားမှုလုပ်ပြီးွားပြီဆိုရင်ကျွန်တော်တို့အအေးကတ်လို့ရတယ်ဒါမှမဟုတ်နာကျင်နေတာကြိုက်ခဲနေတာသူ့ဘက်သာသူကငကိုရဲကဟိုမနက်မိုးလေးနဲ့လှရှားလို့မရအောင်နာနေတယ်ဆိုရင်เนาะကျွန်တော်အပူ ကတ်လို့ရပါတယ်အပူကတ်ပေးလို့ရတယ်နောက်တစ်ခါသွားလာတာခတ်နေရဆိုရင်အတင်းအားတင်းပြီးတော့ရှောက်နေရမျိုးမလုပ်ဖဲနဲ့ခန္ဓာကိုယ်ညှာပြီးတော့ဒီဘောဒုတ်ပေါ့နော်ဒီဒုတ်ကောက်ပဲဖြစ်ဖြစ်အဲ့လိုမျိုးကျွန်တော်တို့ဟိုယူပြီးတော့ရှောက်လို့ရတယ်ဒါကတော့ဆေးအကူမပါတဲ့ဟာတွေပေါ့နော်ဆေးကူပါရင်တော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ကြီးပေါင်းဆိုရင်ကျွန်တော်တို့ကဟိုအရန်ပြင်းပြင်းထန်ထန်ဆေးဝါးတွေတုံးပြမလို့အဲ့စားကျွန်တော်တို့တုံးလို့ရတာအိမ်တိုင်းမှာရှိနိုင်တာကပရာစီတမောပရာစီတမောကိုကျွန်တော်တို့တောက်လို့ရပါတယ်အဲဟိုဒါပေမဲ့လည်းဟို တနေ့ကိုဘလောက်တောက်အောင်လဲဆိုတော့ညွန်ကြားချက်တွေရှိတယ်အဲ့အတိုင်းကိုကျွန်တော်လိုက်ပြီးတော့တောက်မှာရမယ်အပရာစီတမောနဲ့မသက်တာဘူးဆိုရင်တော့ပို့ပြီးတော့ဟိုဖြစ်တဲ့ဒီအကိုက်ခဲပျောက်စီကြီးကျွန်တော်တုံးလို့ရတယ်အဲတချို့တွေဆိုပရာစီတမောတုံးလို့ရတယ်အိုက်ဘူပရိုဖန်တုံးလို့ရတယ်ပေါ့နော်အဲကျွန်တော်တို့ဆိုရင်တော့ဟိုជីပေါင်းတချခါလေးကျွန်တော်ဒီကျွန်တော်လက်အဆင့်မြင့်တွေကြိုက်တဲ့ယောဂါဟိုဖြစ်တတ်တယ်အဲ့ဒီခါကျကျွန်တော်တို့ကတော့ဒီအလက်ဆန်လိုမျိုးတောက်တယ်သူကတော့ဟိုနှစ်ခုလုံးပါတယ်ပေါ့ပရာစီတမောလည်းပါတယ်နောက်တစ်ခုကခုနပြောတဲ့အကိုက်ခဲပျောက်စီလည်းပါပြီးရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့ဒါမျိုးတောက်တယ်ဒါဆိုရင်လည်းကျွန်တော်ជីပေါင်းတက်တာစီပါတယ် ဒီလိုနေနိုင်မှမရတော့ဘူးဆိုရင် ကြီးပေါင်းကခုနပြောတဲ့တောက်စင်းနေတယ်မရတော့ဘူးဆိုရင်တော့ကျွန်တော်တို့မလုပ်လဲဆိုတော့ကြီးပေါင်းဖြစ်နေတဲ့အစ်စ်အမြစ်သေးကိုကျွန်တော်ဆေးထိုးတာမျိုးပေါ့နော်စတီရိုက်ပါတဲ့ဆေးထိုးတာမျိုးကျွန်တော်လုပ်လို့ရတယ်နောက်တစ်ခုကအဲ့ဒီဟာမှမရတော့ဘူးနောက်ဆုံးဆင်ဆေးထိုးတဲ့ဟာတော့မှမတက်တာဘူးဆိုရင်တော့ကျွန်တော်မလုပ်လို့ရလဲဆိုတော့အစ်စ်အမြစ်တွေကိုလဲလို့ရတယ်ပေါ့လဲရဆိုတာမှလွယ်လွယ်ကူတော့လည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီမှာဖြစ်နေတယ်ဆိုရင်အဲ့ဖြစ်နေတဲ့အစ်စ်အမြစ်ကိုကျွန်တော်အစားထိုးတာပေါ့တခြား artificial တစ်ခုခုဒီလူလုတ်တဲ့အရာတစ်ခုခုနဲ့ကျွန်တော်အစားထိုးလိုက်တာမျိုးကိုကျွန်တော်လုပ်လို့ရပါတယ်ဒါကတော့ကြီးပေါင်းဖြစ်နေပြီဆိုရင်မဖြစ်ခင်က ာကြိုတင်ကာကွယ်တဲ့နီလန်းတွေရောဖြစ်ပြီးရတဲ့နောက်မှာဘာတွေဆက်လုပ်ရမလဲဆိုတာတွေနဲ့ပတ်သက်လို့ပါခုကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကကြီးပေါင်းရောဂါနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုအကြောင်းဖြစ်လာတာလဲဆိုတာရယ်နောက်တစ်ခါကြီးပေါင်းဆိုတာဘာလဲဆိုတာရယ်ဘယ်လို ကာကွယ်နိုင်မလဲဆိုတာရယ်တကယ်လို့ဖြစ်လာခဲ့တယ်ဆိုရင်လည်းဘယ်လိုကုသပြောက်ကင်းနိုင်မလဲဆိုတာတွေကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကိုယ်စီမှာជីပေါင်းယောဂရှိနေတယ်ဆိုရင်ဒါကပေါ့လို့ကောင်းတဲ့ယောဂမျိုးတစ်ခုမျိုးမဟုတ်ဘူးជីပေါင်းကအခြေအနေဆိုးလာတဲ့ခါကျရင်နောက်ဆုံးမှာလုံးဝမထနိုင်တော့ဘူးမလှုပ်နိုင်မရှားနိုင်တော့ဘူးဆိုတဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်အဲ့တော့ကြောင့်မလို့ជីပေါင်းကိုမဖြစ်ခင်ကကြိုတင်ကာကွယ်ပါဖြစ်လာခဲ့တဲ့ခါကျရင်လည်းတတိချာချာပေါ့နော် guilt sign နဲ့အောင်ငါတို့ဖြစ်နေရပဲဆိုသူများလည်းဖြစ်နေရပဲဆိုပြီးတော့မထားပါနဲ့အဲ့လိုနဲ့လမ်းလျှောက်နိုင်ဖြစ်သွားတဲ့သူတွေအများကြီးရှိပါတယ် အရာတွေမထနိုင်ဖြစ်သွားတဲ့သူတွေအများကြီးရှိနိုင်ပါတယ်အဲ့တော့အရင်ယောဂချင်းတွေမစိုးလာခင်မှာခုနပြောတဲ့တောက်ဆေးနဲ့ကုသလို့ရတယ်ကျွန်တော်ထိုးစင်းနဲ့ကုသလို့ရတယ်ကိုလက်လှူရှာမှုတွေစသဖြင့်ဆေးဝါးကူမပါတဲ့နီလန်းတွေနဲ့ဟိုချိုတင်ကာကွယ်ထားလို့ရတယ်ဒီနီလန်းတွေအကုန်လုံးကိုလိုက်နာကျင့်သုံးပြီးတော့ဟိုជីပေါင်းယောဂကိုကျွန်တော်ရင်ဆိုင်နိုင်ပါတယ်ဒီလောက်ဆိုရင်တော့ជីပေါင်းယောဂနဲ့ပတ်သက်ပြီးတော့တည်တင်းတိထိုက်တာတွေဆောင်းရံရှောင်းရံတွေကိုသိနိုင်လိမ့်ပြီလို့ထင်ပါတယ်ជីပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်